ယူရိုပါလိယူပေးခဲ့တဲ့နီးပြပိုစတီနိုဂလူးကိုထုတ်ပယ်လိုက်တဲ့စပါနောက်ခံလူဂါဘရီယယ်ကို၄နှစ်ထပ်မံတက်တန်းထိုးလိုက်တဲ့အာဆင်နယ်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီဗီဒီယိုဖိုင်မှာဆိုလို့ရှိရင်တော့ဒီနေ့အပြောင်းအရွှေ့မှာဖြစ်ပေါ်နေတဲ့သတင်းလေးတွေကိုဒီဗီဒီယိုဖိုင်မှာတင်ပြပေးသွားမှာပဲဖြစ်ပါတယ် အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ K Sport YouTube Channel လေးကနေကြိုဆိုပါရစေဒီ Channel လေးမှာဆိုလို့ရှိရင်ကျွန်တော်ဘောလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုပုံမှန်တင်ဆက်ပေးမှာဖြစ်တဲ့တော့ကြောင့်မို့လို့မိษွေကဘောလုံးအားကစားကိုစိတ်ဝင်စားရဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ Channel ကို Like and Subscribe လေးမလို့ရသေးရင် Like and Subscribe လေးဥစ္စာပထမလုပ်ပေးကြဖို့လို့ချင်းညီကိုများအားလုံးကိုတောင်းဆိုပါရစေ မန်စီးတီးတင်းအားဆိုလို့ရှိရင်တော့လိုင်ယွန်အသင်းရဲ့တောင်မကတသမာချက်ကရီကိုပေါင်တန်း30နဲ့ကမ်းလန်းလိုက်ပြီးတော့သဘောတူညီမှုဟာမကြခင်မှာရရှိတော့မယ်ဆိုပြီးတော့သတင်းဌာနတွေကဖော်ပြပေးနေတာပဲဖြစ်ပါတယ်မန်စီးတီးတင်းအားဆိုလို့ရှိရင်လေဗာကူစင်အသင်းရဲ့ကျယ်ဝင်ကစားသမားလေးဖလော်ရီယန်ဝစ်ကိုလိုက်ခဲ့ပေမဲ့ဖလော်ရီယန်ဝစ်ရဲ့တန်ကြီးဟာအတော်မြင်မှားပြီးတော့ဖလော်ရီယန်ဝစ်ကလည်းလေဗာကူကိုသာ